တော်ပြင်းမနာမျိုးဘိုးတောက်ထိန်လန်းရှိရောင်နေဥရှိဆိုင်ကိုဒီကနေ့နိုဝင်ဘာလ10ရက်မနက်9နာရီခန့်မှာဓမြတိုက်လူရက်မှုဖြစ်ပွားခဲ့ပါတယ်။လူရက်သူတွေကိုဆိုင်ရှင်အမကလိုက်ဆွဲပြီးနောက်ကလိုက်နေတာကို CCTV မှာတမ်းမှတွေ့ရပါတယ်။နောက်ပိုင်းမှာတော့ရက်ကွက်ကဝိုင်းဖန်းလို့မြစ်သွားပြီးတက်ဆိုင်ရာမှာတွေ့မှုအတိုင်းဆက်လက်ဆောင်ရွက်မယ်လို့သိရပါတယ်။ ခိုးပါငါပစ္စည်းကိုမင်းယူသွားပါတယ်ဆိုပြီးတော့အဆွတ်ဆွတ်ခံဘူးလားစစ်တပ်မျိုးတော်ပြင်ဦးလွေမျိုးလေကောင်တွင်ရွှေဆိုင်တပြတိုင်းမှုပစ်ခတ်မှုဖြစ်ပွားပြီးတဦးသေးဆုံးကတပြတဦးကိုလက်နက်နှင့်အတူဖမ်းဆီးရရှိအကြမ်းဖက်စစ်တပ်၏စစ်တပ်ကတို့များအခြေစိုက်ပြင်ဦးလွေတွင်ရွှေဆိုင်တပြတိုင်းမှုပစ်ခတ်မှုဖြစ်ပွားပြီးတဦးသေးဆုံးကတပြတဦးကိုလက်နက်နှင့်အတူဖမ်းဆီးရရှိကြောင်းရဲတရင်ရင်းမြင့်နှင့်ဒေသပြည်သူများထံမှသိရှိရသည် ယနေ့နနက်၈နာရီ၃၀မိနစ်အချိန်ပြင်ဦးလွေမြို့လေကောင်ရက်ွက်ကြီး၅နာရီစဉ်နီးရှိအောင်စံပဲရွှေဆိုင်ကိုစိုင်ဖွင့်ရန်ပြင်ဆင်နေစဉ်တေနတ်သမားနှစ်ဦးကဝင်ရောက်လာပြီးတပြတိုက်ရာမှယုံရင်ဆန်ခတ်ဖြစ်ကြောင်းယုံရင်ဆန်ခတ်မှုအတွင်ပြစ်ခတ်မှုဖြစ်ပြီးစိုင်ဝင်နှန်းဦးစိန်ဝင်တေဆုံကြောင်းရင်းနောက်အနီးနားရှိပြည်သူများသူများတိုင်းဝန်ဖမ်းဆီးရာမှတပြတိုက်တနတ်သမားတဦးကိုဖမ်းဆီးရရှိကြောင်းသိရှိရသည် ဆိုင်ကယ်နဲ့လာပြီးဆိုင်ကယ်နဲ့ပြေးဖို့ပြင်လာဆိုင်ထဲမှာရုံရင်းဆန်ခတ်နဲ့ပြစ်ခတ်မှုဖြစ်တဲ့တူးသေးတဲ့ဆိုင်ကအမျိုးသမီးလဲတန်ရာရတယ်အခုတော့ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေကြတယ်ဟူပြင်ဦးတွင်မှဒေတာပြည်သူတူးကပြောဆိုသည်လက်ရှိဖမ်းဆီးရရှိထားသောတရက်ခန်တပြတ်တူးမှာအောင်မျိုးနိုင်အသက်၃ဝန်းနှင့်ဘာဦးတပေါင်းဖြစ်ပြီးဖားကတ်မျိုးမရှိကထောင်ရက်ကွက်မှဖြစ်ကြောင်းလွတ်မြောက်သွားသူမှာမျိုးကြီးဖြစ်ပြီးမန္တလေးမြရည်နန္နာရက်ကွက်မှဖြစ်ကြောင်းသိရှိရသည်ကျောင်းဝင်

ဒီမြန်နဲ့ဖမ်းမိရနော်ဟုတ်အတင်ရေးတာဗျနော်

နေကင်းကြောက်တော်ရင်တော့နော်တော်တော်ဆဆိုးလေးဖြစ်နေတယ်။ဟောင်းရပြမှာ။ဟောင်းရပြမှာ။အဲ့ကဲရအခုပြန်မလောက်တာ။အဲ့တော့ကြည့်မယ်။အဲ့။နေနေနော်။နေငယ်ဘက်ကိုနေကြ။အချာဘာ ဒီနော်ထဲပါပြီပြင်လိုက်တာပြတ်ဒါမိုက်ဒီပါဒီလိုလိုက်လောက်စားနေကြတာနော်တော့ဆွဆိုးတွေ ဝမှာကိုယ်တခိုးပါငါပစ္စည်းကိုမင်းယူသွားပါတယ်ဆိုပြီးတော့အစွတ်စွတ်ခံဘူးလားအဲ့ဒီခံစားချက်ပေါ့နော်ကိုယ်ရဲ့တငယ်ချင်းဆိုရဲလူကပြောလာတဲ့အချိန်ကျရင်ကိုကိုယ်တိုင်းလည်းမဟုတ်ဘူးသူကိုယ်တိုင်းလည်းမယုံနိုင်ဘူးဆိုတော့လုံခဲ့တဲ့၃ဘတ်လောက်တုန်းကပေါ့နော်တငယ်ရဲ့တယောက်နဲ့တတ်တွေ့တယ်ဒါနဲ့ကိုကကိုယ့်အနေနဲ့ကိုအိမ်မှာဆက်ပြုတ်ပြီးတော့ ွက်ကိုပိတ်ရနေမှာဘီယာလေးတောက်မယ်ပုံမှန်လုံနေကြအတိုင်းလေးပဲအဝလေးရှော့မယ်ဘီယာလေးတောက်မယ်ခင်ကောင်းကောင်းလေးရှက်မယ်ဒီလိုပဲနေတယ်ဒါနဲ့ဒီတငယ်ချင်းကသူအဲ့နေရအလုံနာရတယ်တဲ့မတွေ့ရလဲကြာပြီနေတာလည်းနည်းနည်းလေးပဲတငယ်ချင်းဆိုရင်မဲ့ဂျပန်တူတူလာတာပေါ့နော်တသင်တန်းနဲ့အမှဆက်တွေ့တာဒါ8အဲ့ဒါတွေ့ရလဲကြာပြီဟုတ်တယ်လို့တွေ့ရင်လည်းတွေ့မယ်ပေါ့ဒါနဲ့သွားလိုက်တာ မနက်ဟိုအထိသွားတာညနေ6နိုင်လောက်ကနေပြီးမနက်6နိုင်လောက်ကြီးပေါ့နော်အဲမြန်မာဆိုင်မှာပဲအချိန်ကြီးကုန်တယ်နေရာသားတောက်တယ်စားရတယ်စကားတွေပြောတယ်သူလည်းမြန်မာဆိုင်ဖွင့်မဲ့အကြောင်းတွေပြောပြတယ်ဟိုလည်းကောင်းတယ်အားပေးတယ်ဒီမိုက်ပြန်ရောဘာလဲလောက်ကြမလဲငါတို့ဆိုပြီးတော့စကားတွေချက်ပြောကြတယ်ပေါ့နော်နောက်သူ့ရဲ့ level မှာဆွဲလာတယ်ဆွဲကြည့်ရတုတ်တုတ်ကြီး တုတ်ကြီးဆိုကွာအော်မိုက်တယ်ပေါ့မင်းဆွဲကြည့်ပဲဝယ်တာအဆင်ပြေနေရပဲပေါ့မြန်မာငွေနဲ့ဆိုတော့300လောက်ပဲရှိတာပေါ့ဗျာအဲ့တော့အဲ့ဒီဆွဲကျူကကွက်ရှိကျူးလိုက်တာကိုအမှားအင်ဗီယန်နဲ့ချိန်ကြတော့အဲ့ဒီဆွဲကျူကသူ့စီမှာပါမလာဘူးတဲ့နောက်နေ့ကျတော့ဖုန်းဆက်တယ်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ဆွဲပေးလိုက်တယ်တဲ့ဒီဘူတာရှိမှတဲ့ဆိုတော့ မူးနေကြတာပေါ့နော်သူလည်းမူးနေကိုလည်းမူးနေသူလည်းသိမ့်မှတ်မိတော့ဦးလည်းပြောတယ်ဆိုတော့အေးဆွဲပြလိုက်တယ်ဆိုရင်တော့ပါလာရင်တော့ငါအဲ့ရတယ်မှာရှိမှာပေါ့တုတ်ကြနေတာပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်ကိုလည်းရှာတယ်မတွေ့ဘူးနောက်ပြီးတော့တေချာဆွဲပြလိုက်တယ်ဆိုရင်တော့ကျွတ်เสียရလဲအကြောင်းမရှိဘူးနော်လက်ဘဲမှာရှိမှာပေါ့ငါတော့မဆွဲပြဘူးလို့ထင်တယ်ဟောအဲ့လောက်ကြီးကတတိမလွတ်သေးဘူးပေါ့နော်အဲ့လိုပုံစံမျိုးပြပြရတယ်တော်လေဟီဟာပဲပုံစံပြောပြောတော့လေတဲ့ဘာဖြစ်လဲနဲ့ဘာဖြစ်ပါဦးတဲ့ တလားစားလည်းရှိတယ်ပေါ့ဟုတ်တယ်လေလို့တလားစားလည်းရှိတယ်လို့ကိုကလည်းအဲ့လိုကြီးရေမကြီးပါဘူးလို့ပြောဝဲကိုသုံးပြားလည်းပျောက်တာပျောက်ပြီးပဲထားလိုက်တော့လို့တိုင်းစိတ်နဲ့ထားမိနေလို့ကိုကစိတ်ညစ်မှဆိုလို့သိရမလားကိုတော့ကလည်းဒီလိုပတ်စံနေပါရင်ဆုံးရှုံးရင်ဘာဖြစ်လဲငါမမွေးပါဘူးတလားစားလည်းရှိရနှစ်လားစားလည်းရှိရဒီလိုပဲဖြစ်သိမ့်ပြီးတော့နေခဲ့တာဆိုတော့အဲ့လိုကြီးကိုကခံစားပေးမနေဘူးကသိရမလားအဲ့တော့လည်းပြီးသွားပြီပြီးတော့နောက်တစ်ပတ်ကျတော့တငယ်ရဲ့နှစ်ယောက် နဲ့ထက်တွေ့ပြီးတော့သူကထက်ခေါ်ထက်ခေါ်တော့ကိုလည်းထက်သွားတယ်ထက်သွားပြီးအေးအေးပဲတောက်စားပြီးတော့မတွေ့ရရင်လည်းနှိပ်ရှိနေကြပြီဆိုပြီးတော့တန်းနဲ့အဲ့နေပြန်လာပြီးတော့နောက်နေ့လဲကြတော့သူကဒိတ်ပြောချလိုက်ကောမမိပြီတဲ့ဒီဆွဲကြိုးပေါ့နော်သူကိုယ်တိုင်ဆွဲပြီးလိုက်တာတဲ့ဘူတာရှိမှာတဲ့သူသေချာမှတ်မိပြီတဲ့အဲ့ဒါပြန်ပြီးပါတဲ့ ပြန်မပေးဘူးဆိုလည်းရတယ်တဲ့လှူတယ်လို့ပဲသဘောထားလိုက်မယ်တဲ့ဆိုတော့စကားဒါရင့်သွားရင်လေကဲဒါနဲ့မင်းငါခိုးတယ်လို့ထင်နေရလားလို့ဟိုတခါတော့ကစကားပြောပြောငါတို့ပြီးပြီလို့မင်းငါအဲ့ဒီအခဲမကြည့်တာလားငါယူရလို့ထင်နေတာလားမဟုတ်ဘူးတဲ့ခိုးတယ်လို့ပြောတာမဟုတ်ဘူးတဲ့ကျွန်တော်ကိုယ်ဆွဲပြလိုက်တာတဲ့ဟုတ်ပြီငါတော့မယူသေးကြတယ်ဘာဖြစ်လို့လဲဆိုတော့ငါ80%ရှိနေငါရွှေဝယ်မဲ့ကောင်မဟုတ်ဘူးငါရွှေမကြိုက်ဘူးအခုတက်ရည်ရွှေလည်းငါမဝယ်ဘူးလို့ ဝဲနိုင်တယ်ဒါပေမဲ့မဝဲဘူးလို့မဖန်စီပဲကြိုက်တဲ့ကောင်းလို့မင်းဟိုက်လကားပြေးတော့မယူဘူးလို့ရှင်းပြောတယ်ပြပြလိုက်တယ်ဒါမဟုတ်ဘူးရှင်းရှင်းနော်မဟုတ်ဘူးတဲ့ရဲစခန်းတောင်းမှမလို့တဲ့တေချောင်မေးတယ်ဟောတကယ်တော့သိရမလားရဲရဲဆိုတဲ့အရာနဲ့ပြောလိုက်ရင်သိရမလားကိုကြောက်သွားမလားလို့ကိုမမဟုတ်တာမလုပ်ထားတာကြောက်စရာတချောင်းမှမရှိဘူးလေဒါနဲ့ပဲโอเคတော့ရဲစခန်းတော့လိုက်ဟုတ်ငါ မอยู่တဲ့အတွက်ငါအေးစေးပဲပြီးရင်ငါ့ကို CCTV တွေအကုန်ပြအမမင်းလမ်း CCTV ကြည့်မယ်မလားပြီးရင်ငါ့ကိုပြဟုတ်လားမဟုတ်လားဆိုတော့သူသွားတယ်တဲ့ yes ကန်သွားတော့ yes ကန်ဘုရားရဝန်ထမ်းတော့မေးလို့ပြောတယ်တဲ့သူကအလုံးသွားမှာမလို့မမေးခဲ့ဘူးတဲ့တနင်္ဂနွေနေ့ okay အဲ့တော့တနင်္လာနေ့နောက်ပြန်ပြည့်ရတော့မေးပါငါမင်းတက်တော့ဘူးသိကျင်သေးတယ်တော့ငါအဲ့လိုစစမခံနိုင်ဘူး ဆိုတော့နောက်နေ့တနင်္လာနေ့ကျတော့ညရောက်တော့ကိုကဆပ်ပို့လိုက်တယ်မင်းသွားပြီးပြီလားဆိုတော့အဲ့နေလို့တဲ့သွားပြဘူးတဲ့မဟုတ်ဘူးလို့မင်းကတအားကြီးကိုငါတထိချက်ဆွဆွဲနေတာလို့အဲ့တော့သွားပါဖြစ်မသိရတာဗောမင်းလဲစိတ်ထဲမှာအခုခဲမကြီးဖြစ်နေတာပဲနောက်ပြီးငါလဲဆွဆွဲခံရတာမကောင်းဘူးဒီလိုခင်မမှုမျိုးကနေတစိမ့်ဆက်တဲ့ပုံစံဖြစ်သွားတာဗောနော်တကောင်စကားတွေကသူပြောတဲ့အခိုးတယ်လို့ဆွဆွဲတာမဟုတ်ဘူးတဲ့ခိုးတယ်လို့ဆွဆွဲတာမဟုတ်ဘူးဆိုရင် ်ဒီလှူတယ်လို့သဘောထားလိုက်မယ်ဆိုတဲ့စကားကဘာတိတ်ပတ်ရောက်လဲဆိုတော့သူမသိဘူးနဲ့တူပါတယ်ဒါနဲ့ပဲသူလည်းမသွားအောင်အဲ့နဲ့သူထပ်ပြီးတော့ထားဖို့တယ်အကြောင်းပြန်ပါငါ့ကိုတိတိကျကျငါသိချင်တယ်ဘာလို့လဲဆိုတော့မကောင်းဘူးတကယ်ချင်းမျက်နှာပြက်တယ်တရားနဲ့တရားဆိုပြီးတော့ကိုကစားဖို့တယ်စားတော့အခုထိမကြည့်တော့ဘူးဟိုတခုံးမဲ့သူပြန်ပြောခဲ့တယ်တောင်းမှတ်ပါတယ်တဲ့ကျွန်တော်လည်းသိပြီးတော့မှတ်မိဘူးတဲ့ငါတို့ကတေချာမှတ်မိတယ်ဆိုပြီးပြောခဲ့တယ် ။နောက်ဆုံးရဲတိုက်မယ်ဆိုပြီးတော့လည်းသူပြောခဲ့တယ်။ရဲစကားသမေးမယ်ဆိုပြီးလည်းပြောတယ်။အဲစကားတွေကတေချာပြောခဲ့တဲ့စကားတွေပေါ့နော်။တအားအရင်ဒီလောင်ကြည့်တယ်။ဆိုတော့လွန်ခဲ့တဲ့လင်္ကနှစ်လောက်ကစိတ်နေဆိုတော့သိရမလား။လောကတကယ်ကျွန်တော်အကောင်လုံး public တွေပါရှပြပလိုက်မှာအဲ့လိုစိတ်ပေါ့နော်။ Facebook မှာလည်းငွေချင်းတွေသူ့ငွေချင်းတွေလည်းအများကြီးကိုယ်ငွေချင်းတွေအများကြီးပဲ။အစားတော့ခဏစဉ်းစားငါဘလိုင်းစော်ကခံရတာပေါ့နော်။ ။ငါယူတာလည်းမဟုတ်ဘူး။ तू ကငါ့ကိုဆွဲပေးတယ်လည်းပြောနေတယ်။ငါ့ကိုဆွဲပေးအောင်လဲ။ငါလည်းဆွဲပေးတော့မယူမဲ့ကောင်မဟုတ်ဘူး။သူများပစ္စည်းပါလို့မှလည်းပုံကလည်းစဉ်းစားတယ်။ကိုမဟုတ်တာလည်းသိတယ်။ဒါပေမဲ့အဲ့လိုပေါ့လှုပ်ရှင်လူတယောက်ကိုသိရမှာလားလှုပ်ရှင်စိတ်ကအပြည့်ရှိရယ်မကောင်းသူ့လိုပြန်လှုပ်ရှင်တာဗျဒါပေမဲ့မလှုပ်တော့ဘူးလို့ထားလိုက်တော့မယ်လို့တော့လမ်းတွေ့နေမှာမယ်ကျွန်တော်တို့ကခေါ်ပြောလှုပ်မဲ့ ခြေအနေမျိုးမရှိတော့ဘူးကွာဒီအမပြီးသွားပြီကိုကိုတခိုးလို့တာဆွဆဲထားတာနင်အဲ့ဒါမလို့ကြာပြီလွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်တည်းကနေပြီးတော့တယောက်တည်းနေလာတာဘယ်သူနဲ့မှမပေါင်းဘာဖြစ်လို့လဲဆိုတော့အဲ့လိုပေါ့စောက်စိတ်တဲ့မမှန်တာတွေကများတယ်တော့အိမ်မှာစောက်စိတ်တဲ့မမှန်တာတွေကများတော့ကိုတယောက်တည်းနေလာပဲကောင်းတယ်ဆိုပြီးတော့တယောက်တည်းလှုပ်လှုပ်တယ်အလုပ်တွေလည်းကိုကိုတယောက်တည်းရှာတယ်တော်တော်ဘယ်သူမှမမေးတော့ဘူး ပေးရဆိုဟင်းကောင်းကောင်းလေးဆက်တယ်ပကုတ်ဒီရလေးတောက်ရှင်အရလေးတောက်ရှင်တယောက်တည်းပဲအိမ်မှာတောက်တယ်သူနဲ့မှလည်းမတွေ့တော့ကွက်ကိုပဲနေနေအဲ့လိုစောက်စိတ်တဲ့မှန်တဲ့ကောင်လေးများနေလို့နေနေကြားရဲအောင်မှအဲ့လိုပြန်လောက်လိုက်တာအဲ့လိုလေးစောစောတိခံရတယ်အော်လို့အော်လွန်ခဲ့တဲ့ငါနဲ့လောက်ကစိတ်နေဆိုလို့ဒီကောင်ကတော့ပြီးပြီလို့အကောင်လုံးကတော့ဆက်ဒီကိုယ်ကောင်တော့မှာပဲလို့ အခုလည်းတက်တော့တယ်မှာရှိပါတယ်အဲ့တော့ဟုတ်ပြန်နော်ယောက်ျားဖြစ်ပြီးတော့ယောက်ျားစကားမပြောဘူးစကားပေါ့လို့ပဲသာပြောလူတွေကဆွဆွဲနေဆွဆွဲဆိုတကယ်တော့ကို့အမှားပေါ့နော်ကိုကသူ့ဆွဲကြိုးစီးကျူးလိုက်တာဟာဆွဲကြိုးကြီးနဲ့မင်းအဆင်ပြေနေရပဲဘာညာဒီလိုစီးကျူးလိုက်တာအဲ့ပျောက်သွားတဲ့အချိန်မှာကိုလို့ထင်တာပေါ့နော်အဲ့တော့ကျွန်တော်သတိပေးချင်တာကိုတကယ်ချင်းနဲ့မှာပဲဖြစ်ဖြစ်မိသားစုလည်းမှာပဲဖြစ်ဖြစ်ပေါ့အဲ့လိုတက်နိုင်တယ်ဘယ်လိုပြောလက်စွပ်တွေဝတ်လာတာအဆ နှုတ်မြန်မာလူမျိုးတွေကជីကျူးတယ်လေအဲ့လိုတွေဟာလက်စွပ်နဲ့မိုက်တယ်လှတယ်ဒီမှာလက်ကောက်လေးလှတယ်နိုင်လေးလှတယ်ဒီမှာဖုန်းတွေဖုန်းလေးလှတယ်မိုက်တယ်ငါကင်ကြည့်အောင်မယ်ပါညာအဲ့ဒီလူတွေပေါ့လောက်ကြတဲ့လူများတယ်တော့တန်းနိုင်တာမလောက်ပါနဲ့ဒီလိုသူတို့ဟာပြောရှာသွားခဲ့ရင်အဲဒီကောင်လူကျင်တယ်ဒီကောင်လူကျင်တယ်မဟုတ်လှတယ်လို့ပြောခဲ့တာပဲဒီကောင်များ white wall ငါစီရတယ်ဒီကောင်များ cool wall ဆိုပြီးအစစခံရတတ်တယ်သင်ငန်းစာပေါ့နော်သင်ငန်းစာတခုတော့ရသွားတာပေါ့နောက်တစ်ခါ ဘသူပဲဖြစ်ဖြစ်ဘာပစ္စည်းတွေပဲကင်တာကင်တာဘယ်တော့မှမရှိဘူးတော့လှတယ်လည်းမပြောမလှအောင်လည်းမပြောသူကဈေးကြီးကိုမကလို့နောက်ဆုံးမှဖုန်းတွေပဲကင်ထားတယ်အဲ့ဒါမလို့လောကတငငယ်ကောင်လေးတရားတော့နောက်ဆုံးမှဖုန်း iPhone 16ဝယ်တာကိုရှိမှကိုင်းနေလှရလည်းမပြောမလှရလည်းမပြောမပြောရဲတော့ကြောက်သွားပြီတခါတည်းနဲ့ကိုလန့်သွားပြီဆွဆွဲခံရတယ်တော်တော်ဆူဆူပဲစိတ်တည်းတွေပဲကြားတယ်ဘာမှလှုပ်ရှင်ကိုင်းနေတယ်မရှိရောစိတ်ထဲမှာတည်ရမလားတိုက်ရတွေးနေငါ့ကိုအဲ့လိုဆွဆွဲဆိုပြီးတော့ စိတ်ထဲမှာတအားအတွေးတွေများတာပေါ့အခုတလုံးအခုတော့လှစ်ချလိုက်ပါပြီထားလိုက်တော့မယ်ကိုလို့ဆယ်ရှိရဆက်လုံမယ်ဒီလိုကောင်နေနဲ့လည်းနောက်ထပ်မပတ်သက်မိအောင်ပေါ့နော်နောက်ထပ်အခေါ်ပြောမလုံမိအောင်နေတော့မယ်လူပဲဆုံးဖြတ်ဆက်ချထားတယ်ပေါ့